ဥယင်ပရိယတိစာသင်တိုင်းအတွက်မှာစာသင်စာချတရင်သုံးနေတိုင်းတော်မူကြတဲ့တမ္မာတော်ရှင်မြတ်တီကိုအာယုံစင်းကုသိုလ်အဖြစ်ဖြင့်မန္တလေးမြို့35လမ်း89လမ်း88 89 88ာနေနင်းပက်ျော်စိုင်းပန်းရှင်များဖြစ်ကြတဲ့ဥကိစ္စကုမာဒေါ်အနိတာဒေဝီ သမီးကိုကျော်စုမနှင်းနှွေးလိုက်မနှင်းနှွေးလိုက်မမီမီမို့ဒါမောင်ရာဇာကျော်မိသားစုတို့ကဒေါ်အနီသားတွေရဲ့60နှစ်ပြည့်မွေးနေ့မင်္ဂလာကိုအကြောင်းပြုပြီးတော့ကြတော့ကုသိုလ်ကောင်းကိုပြုလုပ်ကြတယ်ပေါ့နော်အဲ့တော့ကြတော့မွေးနေ့ကိုအကြောင်းပြုပြီးတော့ကြတော့ဒါ လူတွေကကိုယ့်ရဲ့အသက်တစ်နှစ်ပြည့်မွေးနေ့ဆိုပြီးတော့အထိမ့်မဲ့နေတဲ့ဒီလိုကုသိုလ်ကောင်းမှုပြုရဲဆိုရင်ဒါမွေးနေ့မွေးရက်ကုသိုလ်ဆက်အသက်ရှိတယ်ဆိုပြီးတော့ဒီလိုရည်ရွယ်ချက်နဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတယ်ပေါ့နော်အဲ့တော့မွေးနေ့ရောက်လာတယ်ဆိုတာဒါ60နှစ်ပြည့်မွေးနေ့ဆိုရင်ဒါဒကမာကြီးပြောမှာဆိုရင်တစ်နှစ်ပို့ပြီးတော့ကြာတော့ကြီးလာတာပဲနော်အဲ့တော့ အသက်တစ်နှစ်ကြီးလာတယ်ဆိုတာကိုယ့်ရဲ့ဒီယုံနံခန္ဓာကိုယ်အချိန်ဆိုတဲ့အရာကစောင့်သုံးသွားတာပဲเนาะဒီတော့မြတ်စွာဘုရားရှင်မိန့်တော်မူထားတဲ့တရားလေးတစ်ခုရှိတယ်ကာလောကတိဘူတာနိတပ္ပာနေဝသဟတနာယောစကာလကတောဘူတောနဘူတပစနေပစီတဲ့ ကာလောအချိန်ခါကာလကဘူတာနိတတ္တဝါဒီကိုကတတိစားသုံးနေတာတဲ့အချိန်ခါကာလကတတ္တဝါတွေကိုစားသုံးနေတယ်တတ္တဝါတွေဆိုတာအချိန်ခါကာလရဲ့စားသုံးမှုကိုခံနေရတယ်လို့ဒီလိုပြောတာเนาะအဲ့တော့ကြတော့တတ္တဝါတွေပြန်လာဆိုတော့မဟုတ်ဘူးတဲ့တဗ္ဗာနိဝသဟတနာတဲ့မိမိဆိုတဲ့အချိန်ခါကာလကိုယ်တိုင်အပါဝင်တဲ့ အရာအလုံးကိုစားသုံးနေတာကိုယ်တင်စားသုံးခံရတာမဟုတ်ဘူးအရာအလုံးပဲဒါမှမဟုတ်ကြမို့အချိန်ကာလကလည်းပဲဒါမနေ့ကနေပြီးတော့ယနေ့ဖြစ်သွားတယ်ယနေ့ကနေပြီးတော့နေ့ဖြစ်ဖြစ်အောင်မယ်တခါတနေ့အတွင်းမှာတင်လည်းပဲဒါမနေ့ခင်းကနေပြီးတော့နေ့လဲနေ့လဲနေပြီးတော့ညညကနေပြီးတော့တခါနောက်တနေ့နဲ့ဒါမျိုးပြောင်းသွားနေရပဲနော်ဒါအချိန်ကအချိန်ကိုစားသုံးနေတာဒါမှမဟုတ်ကြမို့အချိန်နေရာလည်းပဲနေ့နေရာလည်းပဲတပြည့်ပြည့်နဲ့များလာတော့တာလေဒါဥစဉ်တော့ မြန်မာလူဆိုရင်ဒါ1386ကနေ1389ရောက်လာတယ်ဒါက1389ကနေ1388ဒါမျိုးပြောင်းပြောင်းသွားမှာပဲเนาะလတွေကလည်းတဖြည်းဖြည်းနဲ့ဒီတကူလာနေကစုံလာစသည်ဖြင့်ဒါမျိုးပြောင်းပြောင်းသွားတယ်ဆိုတာအချိန်ခါကာလကတဲ့သူ့ကိုယ်သူလည်းပဲစားသုံးနေတယ်အဲ့လိုသူ့ကိုယ်သူစားသုံးနေရတဲ့လည်းပဲပတ်ပါနေွားတယ်အလုံးเนาะဥစဉ်တို့ပတ်တော်ရည်အပါဝင်အလုံးပဲ တတ္တဝါတွေရောတတ္တဝါတွေလည်းလားဆိုတော့မဟုတ်ဘူးတမက်ပစ္စည်းတွေရောပဲဒါအဆောင်ဥတွေတို့အဝတ်အစားတွေတို့ဒီတမက်ပစ္စည်းတွေဆိုရင်လည်းပဲကြရင်ဟောင်းနှံလာရတယ်ဆွေးမြေ့လာရတယ်ယူယွန်းလာရတယ်အဲ့ဒီခါမှပြန်ပြီးတော့ကြတော့ပြင်ဆင်ပေးကြရတယ်ဆိုတာဒါပါကြောင့်လည်းစအချင်းကာကာလကတဖြည်းဖြည်းနဲ့စမ်းသုံးသွားခံရတာပဲเนาะဒီတော့ကြတော့တဲ့ ကာလောကတိဘူတာနိတတဝါတွေကတတဝါတွေကိုအချိန်ခါကာလကစားသုံးခန်းနေရတာဖြစ်တဲ့အတွက်ကြောင့်မို့နေ့စဉ်နေ့တိုင်းပဲဒါဥစဉ်တို့တွေဟာတပြင်းပြင်းတပြင်းပြင်းနဲ့အသက်ရွယ်ကြီးကြီးလာကြရတယ်ယိုယွန်းလာကြရတယ်အိုမင်းလာကြရတယ်နောက်ဆုံးတနေ့ဆိုရင်တတဝါတွေရဲ့ထုံးစံအရာဝတ္ထုအလုံးရဲ့ထုံးစံလို့ပဲပြောရမှာပါနော် အရာဝတ္ထုအလုံးရဲ့ဒုံးစံနောက်ဆုံးတစ်နေ့ဆိုရင်မျက်စိယုံရင်သိဆုံးကြအောင်ပါပဲလေဒါဟာလောကရဲ့သဘာဝပဲဒီတော့ကြတော့တဲ့ဒီတိုင်းဒါရှိတဲ့အဖြစ်တရားကိုမြတ်စွာဘုရားရှင်ကအရင်ဆုံးဟောပြတာเนาะအဲ့ဒီဟောပြပြီးတော့ကြတော့ယောစကာလကတော်ဘုတော်တဲ့ယောစဘုတော်အကျင့်ပုဂ္ဂိုလ်တည်ပါကာလကတော် အချိန်ခါကာလကိုပြန်ပြီးတော့စားသုံးတတ်တယ်တဲ့အချိန်ခါကာလကိုပြန်ပြီးတော့စားသုံးလို့ရတယ်လို့မြတ်စွာဘုရားရှင်ကမိန့်တာနော်အချိန်ခါကာလကိုစားသုံးတယ်ဆိုတာအခုလို့ဒါအသက်60တနည်းပြမွေးနေ့ကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်တယ်ဒါနေတွင်းနေ့မြအနေနဲ့ကိုဘဝမှာနေတွင်းနေ့မြအနေနဲ့ဒါပြုလုပ်တာပေါ့နော်အဲ့တော့ကြတော့ဒီတိုင်းပဲ ဒါမြတ်စွာဘုရားတရားတော်အရာဆိုရင်နေတို့မြင့်မြတ်ဆိုတာတစ်နှစ်မှတစ်ချိန်မဖြစ်တာမဟုတ်ဘူးเนาะနေတိုင်းနေတိုင်းအချိန်တိုင်းအချိန်တိုင်းစက္ကန့်မလက်အချိန်တိုင်းဒီကိုယ့်အတွက်ရုပ်နာနေဖြစ်လိမ့်ဖြစ်ပြီးရင်ပြက်လိမ့်နေဖြစ်ချင်းပြက်ချင်းဆိုတဲ့သဘောတွေနဲ့နေတိုင်းပြောင်းနေတာဟောမသိလို့တာဟုတ်ဒါနေ့စဉ်နေတိုင်းတဖြည်းဖြည်းနဲ့ပြောင်းလာရင်အော်တနေ့ကြာတဲ့အခါကျမှလား ငါတနစ်ကြည့်ပါပြီတဲ့ဒီလိုသိရတာเนาะဒါပေမဲ့အဲ့လိုတနစ်ပြအောင်ဆိုတာနေတိုင်းနေတိုင်းပြောင်းလာတာเนาะအဲ့ဒီတနစ်အတွင်းမှာကိုတနစ်တနစ်အတွင်းမှာကိုဒါစက္ကန့်တိုင်းစက္ကန့်တိုင်းဟာမတိကြတော့တာကိုတတိထပြီးတော့မပြုတ်တတိမထားလို့မတိကြရင်တော့ရုပ်ပိုင်းဆိုင်ရာတွေကလည်းပဲပြောင်းနေတာပဲတဲ့ဒါစက္ကန့်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းမှာအဲ့တိုင်းပဲ ီဝိဇ္ဇလူတွေရဲ့ဒါဒကမကြီးတို့ရဲ့စိတ်နေစိတ်ထားနေရလဲပဲအချိန်နဲ့ချိန်နဲ့ကြောက်နေရနော်မနေ့လုံးကစိတ်နေစိတ်ထားနေအခုစိတ်နေစိတ်ထားနေမတူတော့ဘူးဒါခုနလုံးကထိုင်နေတဲ့အချိန်ခုနလုံးကစားနေတဲ့အချိန်မှာဒီတံဃာတော်တွေကိုဆွန်းလောင်းနေတဲ့အချိန်မှာတွေးတဲ့စိတ်နေစိတ်ထားနေအခုစိတ်နေစိတ်ထားနေမတူတော့ဘူးရုပ်နေရုပ်ထားလည်းပဲမတူတော့ဘူးနော်အဲ့တော့ကျတော့တဘာဝကတော့စက္ကန့်မလက်အချိန်တိုင်းအချိန်တိုင်းဟာ ကို့အတွက်ရုပ်တည်နံနေမွေးလိပ်သေးလိပ်ဖြစ်နေတဲ့သဘောပဲเนาะနေ့တိုင်းအချိန်တိုင်းအချိန်တိုင်းသူကဒီရုပ်နံတွေအပြစ်အစ်မွေးနေတာပဲဒါမို့ကြောင့်မို့အချိန်ခါကာလကိုစားသုံးတတ်တဲ့သူဆိုတာကို့အတွက်နေတူးနေမြက်ဆိုတာတစ်နှစ်မှတစ်ချိန်မဟုတ်ဘူးအချိန်တိုင်းအချိန်တိုင်းဟာဘဝမှာတက်တက်မှာတစ်ခါသာတွေ့ရတဲ့အခွင့်အရေးပဲအဲ့လိုသဘောထားတာเนาะ ပသက်မှာတခါပဲတွေ့ရတဲ့အခွင့်အရေးအခုလိုအချိန်ခါကာလဆိုတာနောက်ထပ်ပြန်လို့ကျင်လို့ရသေးလားစဉ်မရတော့ဘူးနော်တမနဲ့တုန်းကဆုံးလောင်းခဲ့တဲ့အနေအထားဒီနောက်ထပ်ဒီပုံစံဒူတာပြုလို့ရမယ်မနဲ့တုန်းကဆုံးလောင်းခဲ့တယ်သံဃာတော်တွေကိုဆုံးကတ်ခဲ့တယ်ဆိုတဲ့အခြေအနေမျိုးနောက်ထပ်တစ်ချိန်ပြန်မလာတော့ပုံစံဒူပဲရမယ်နော်ဒီတိုင်းပဲကိုယ့်ရဲ့အနေအထားကလည်းပဲအချိန်တိုင်းအချိန်တိုင်းဟာတသက်မှာ တစ်ခါတိုင်းကြုံရတဲ့အခွင့်အရေးအဲ့လိုသဘောပေါက်ပြီးတော့ကြတော့ကိုယ့်ရဲ့နေ့စဉ်အချိန်တိုင်းကိုတကယ်အကျိုးရှိတာတွေနဲ့ဒီကုသိုလ်ကောင်းမှုတွေနဲ့မိမိရဲ့အချိန်တိုင်းကို ဖြည့်ဆည်းသွားမယ်မိမိရဲ့အချိန်တိုင်းကိုကုသိုလ်ကောင်းမှုတွေဖြစ်နေအောင်ပြုမယ်ဆိုရင်အဲ့ဒါဟာတဲ့အချိန်ခါကာလကိုဒီပုဂ္ဂိုလ်ကပြန်ပြီးတော့စားသုံးတာတဲ့ဒါမျိုးเนาะ အချိန်ကာကာလကိုပြန်ပြီးတော့ကြတော့စားသုံးနေဆိုတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ရဲ့နေ့စဉ်အချိန်တိုင်းကိုတသက်မှာတစ်ချိန်သာကြုံရတဲ့အခွင့်အရေးအနေနဲ့တံပိုးထားတယ်။အဲ့တော့ကိုယ့်ရဲ့နေ့စဉ်အချိန်မျိုးကိုတံပိုးထားတယ်ဆိုတာအဓိကကုဘဝကိုတံပိုးထားတာပဲเนาะ။ဒါဦးဇင်းတို့ဘဝသက်တမ်းဆိုတာကိုသတ်မှတ်လိုက်တယ်ဆိုရင်ဟောဒကမကြီးဒေါ်အနင်းသားဒေဝီဆိုရင်62နှစ်ဆိုတာဒါအဲ့ဒီ62နှစ်ဆိုတဲ့အချိန်တည်း 63မိနစ်ဆိုတဲ့ဒီအသက်အရွယ်ကိုဘာနဲ့သတ်မှတ်ထားရတော့ဆိုရင်အချိန်နဲ့သတ်မှတ်ထားတာပဲเนาะဒီတော့ကြာတော့ကိုယ့်ရဲ့နေ့စဉ်အချိန်အချိန်လေးတွေကုံဆုံးကုံဆုံးလာတော့ဟောအသက်63မိနစ်ရောက်ပြီဆိုတဲ့အခါကျမှဟောမာဒီနေ့63မိနစ်ရှိပြီပါလားဆိုတာအမှန်တော့အဲ့ဒီ63မိနစ်ဆိုတာအချိန်ခါကာလနေနဲ့သတ်မှတ်ထားတာပဲဒါမို့ကြောင့်မို့ကိုယ့်ရဲ့အချိန်ခါကာလတွေဒီပြောရမယ်ဆိုရင်ဘာလဲဆိုရင်ကိုယ့်ရဲ့ဘဝပဲเนาะ အချိန်ကိုတန်ဖိုးမထားဘူးကိုယ့်ရဲ့နေ့စဉ်အချိန်တွေကိုဒီအကျိုးမရှိတဲ့အရာတွေနဲ့ပဲသုံးဖြုံးပြစ်နေမယ်အကျိုးမရှိတဲ့အရာတွေနဲ့ပဲကုံဆုံးနေမယ်ကုသိုလ်ကောင်းမှုတွေနဲ့မကုံဆုံးတတ်ဘူးဆိုရင်အဲ့ဒါအချိန်ကိုတင်ဖြုံးတာမဟုတ်ဘူးတဲ့ဘာလို့လဲပဲဖြုံးရရောက်တယ်လဲကိုယ့်ရဲ့ဘဝကိုလည်းပဲအချိန်ဒီသုံးဖြုံးရရောက်တယ်ဒါမျိုးနော်ဒါကြောင့်မို့ကိုယ့်ရဲ့ဘဝကိုတကယ်တန်ဖိုးထားတဲ့သူတွေဆိုတာကိုယ့်အချိန်ကိုတန်ဖိုးထားတယ် အဲ့တော့ကိုယ်ချိန်ကိုတန်ဖိုးထားတယ်ဆိုတာကိုယ့်ရဲ့နေ့စဉ်ကာလကိုကုသိုလ်ကောင်းမှုတစ်ခုခုနဲ့ဒီကုသိုလ်ကောင်းမှုဆိုတာဒီလိုမျိုးဒါနကောင်းမှုတွေပြုမှာမဟုတ်ဘူးเนาะဒါနကောင်းမှုရာတန်ဃာတော်တွေကိုဆွနေဆက်ကလှူတမ်းမယ်ဒါမှကုသိုလ်ကောင်းမှုဆိုတာဖြစ်တာမဟုတ်ဘူးဒါလည်းပဲကုသိုလ်ကောင်းမှုပဲဒါထူးခြားတဲ့ကုသိုလ်ကောင်းမှုပေါ့เนาะဒီနေ့စဉ်နေ့တိုင်းဟာကုသိုလ်ကောင်းမှုဆိုတာကိုယ့်ရဲ့ ်တန်တန်မှာပေါ့နော်စိတ်နေသဘောထားတာမှန်မှန်ကန်ကန်ထားတဲ့အချိန်တိုင်းဟာကုသိုလ်ကောင်းမှု ဖြစ်ဖို့ရန်အတွက်အခွင့်အရေးပဲနေ့စဉ်နေ့တိုင်းစက္ကန့်မလတ်တိုင်းဟာကုသိုလ်ကောင်းမှု ဖြစ်ဖို့ရန်အတွက်အခွင့်အရေးတွေပဲတောင်းကြမှုကုသိုလ်ကောင်းမှုဆိုတာကိုယ်မှာရှိတဲ့အရာဝတ္ထုလေးတွေပြေကန်းလှူဒန်းမယ်ကိုယ်ရှိတဲ့ကိုယ်ပိုင်တဲ့အရာလေးတွေမျှဝေမယ်ဒါဒါနကောင်းမှုအဲ့တိုင်းပဲသီလကောင်းမှုဆိုတာလည်းပဲနေ့စဉ်နေ့တိုင်းပြုလို့ရတယ်နော် သီလကောင်းမှုဆိုတာကိုယ့်ရဲ့ကိုယ်နှုတ်ကိုအကြောင်းပြုပြီးတော့ကြာတော့ကိုယ့်ကြောင့်သူတစ်ပါးမကြည့်ခိုက်စေရဘူးမနစ်နာစေရဘူးဒါမျိုးပေါ့ကိုယ့်ရဲ့ခန္ဓာကိုယ်လက်ချေကိုအကြောင်းပြုပြီးတော့သူတစ်ပါးထိခိုက်နစ်နာသွားအောင်ကိုမပြုဘူးကိုယ့်ရဲ့နှုတ်အပြောဆိုကိုအကြောင်းပြုပြီးတော့ကိုယ့်ကိုယ်ကိုယ်ရောသူတစ်ပါးကိုယ်ရောထိခိုက်နစ်နာစေမဲ့စကားမျိုးမပြောဘူးဒါလည်းပဲ ကိုယ့်ရဲ့အန္တတမှာဘာဖြစ်နေအောင်ဆိုသီလာကောင်းမှုဖြစ်နေအောင်စောင့်တည်နေတာပဲเนาะအတိတိုင်းပဲပြောခြင်းပြောမြှူခြင်းပြုရင်တော့ဘာပဲပြုမလဲဆိုရင်ကိုယ့်ကြောင့်ကိုရောသူရောကောင်းရာကောင်းကြောင်းတွေပြုမယ်ကိုယ့်ကြောင့်ကိုရောသူရောကောင်းကျိုးဖြစ်ရာဖြစ်ကြောင်းတွေစကားတွေပြောဆိုမယ်ဆိုရင်အဲ့ဒါဟာဒီပြောတိုင်းပြုတိုင်းဒီကိုမှကုသိုလ်ကောင်းမှုဆိုတဲ့အရာကြံနေခဲ့တာပဲ နောက်ဒီထက်လွယ်လွယ်ပြုလို့ရတဲ့အရာကတော့ဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုပဲဘာဝနာဆိုတာကိုယ့်ရဲ့စိတ်နေစိတ်ထားမှာကောင်းတဲ့စိတ်ထားတွေပွားစေတာမကောင်းတဲ့စိတ်ထားတွေကိုတတိထားလေးတတိလေးထားသိသိပြီးတော့ကြတော့ဖယ်ရှားတာအဲ့ဒါဒီဘာဝနာကောင်းမှုဘာဝနာဆိုတာဘာဝီတိတိဘာဝနာရတဲ့မိမိရဲ့စိတ်နေစိတ်ထားမှာကောင်းတဲ့တသဘောတွေ တိုးပွားလာအောင်ပွားများပေးတာစိတ်ထားပေးတာအဲ့ဒါဒီဘာဝနာလို့ဆိုတယ်ဒီကကြတော့ဒါဘာဝနာဆိုတာဘာလှူစရာတန်းစရာဘာမျက်စိဝတ္ထုမှလည်းပဲမလိုဘူးเนาะဒီလက်ဒီချင်းနဲ့ဘာမှပြုတ်နေစရာလည်းပဲမလိုဘူးဒီနှုတ်နဲ့လည်းပဲမပြောနေလည်းပဲရတယ်ဘာကိုစိတ်ထဲမှာကိုယ့်ရဲ့စိတ်နေစိတ်ထားမှာ ကိုယ့်ရဲ့စိတ်နေစိတ်ထားမှာအပေါ်လာတဲ့သူလေးတွေစိတ်မှာပေါ်လာတဲ့သူလေးတွေကိုမေတ္တာလေးပွားပေးမယ်ကျမ်းမှာချမ်းသာပါစေဘိညာဉ်ကင်းကြပါစေဒါမျိုးလေးမေတ္တာပွားပေးနေရင်လည်းစိတ်မှာပေါ်လာသမျှသူတွေတွေးမိသမျှသူတွေအပေါ်မှာတွေးတဲ့တွေးတဲ့သူတွေတိုင်းအပေါ်မှာဒီလိုလေးမေတ္တာပွားပေးနေမယ်ဆိုရင်လည်းဒါဘာဝနာကုသိုလ်ဖြစ်တာပဲနော်ဒီတိုင်းပဲနောက်ဆုံးဘာမှပြုစရာမရှိဘူးဆိုရင်အနည်းဆုံးဦးဇင်းတို့ရဲ့တန်တမာဝန်လေးထွက်ပြီးဆိုတော့အမြဲဖြစ်နေတာပဲလေ ဝင်နေဝင်နေဟောခုဝင်နေလေးဝင်နေတယ်ထိသွားတယ်ဒါလေးကြည့်ပြီးတော့သိပေးတယ်ထွက်လေထွက်တယ်ထွက်တာလေးသိတယ်ကြည့်ပေးတယ်ဟောဝင်လေထွက်လေလေးကြည့်ပြီးတော့ကြတော့သိပေးနေတာကိုယ်စိတ်လေးနဲ့ဝင်လေထွက်လေလေးဝင်နေဝင်ရင်ဝင်မှန်းသိတယ်ထွက်လေထွက်သွားတယ်ထိသွားတယ်သိတယ်အဲ့လိုသိပေးနေတယ်ဆိုတဲ့ဟာဒီ ဘသူကမှတိကအောင်တွေးနေရလည်းပဲမဟုတ်ဘူးเนาะဘသူကမှဒုက္ခရအောင်တွေးနေရလည်းပဲမဟုတ်ဘူးဒါဒီဘက်ခေတ်ကာလမှာဆိုရင်ဒီအာနာပါနာဆိုတဲ့ဝင်လေထွက်လေရှုတယ်ဆိုတာကျမ်းမာရေးအတွက်လည်းပဲကောင်းတယ်လို့တောင်မှဆိုတယ်เนาะကျမ်းမာရေးအတွက်လည်းပဲကောင်းတယ်စိတ်နေစိတ်ထားတည်တည်ငြိမ်ငြိမ်ဓမ္မဒိဋ္ဌံကြာကြာထားတတ်ဖို့ရန်အတွက်လည်းပဲကောင်းတယ်ဒါမျိုးပေါ့ဒါသူတို့အုံနောက်သိမ့်မှန်ရှုတော့မှနင်းစယ်လည်းပဲဒီဝင်နေထွက်လေလေးကိုကြည့်ပေးတယ်ရှုပေးတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေအလွန်ကောင်းတဲ့အလို့လို့ဒီလိုဆိုကြတာဟုတ်ဒီတော့ကြတော့ကိုယ့်ရဲ့ဝင်လေထွက်လေလေးဖြစ်နေတာလေးကိုကြည်ပေးနေမယ်သိပေးနေမယ်ဆိုရင်ကိုအဲ့ဒါအကုသို့မဖြစ်ဘူးဘာဖြစ်လဲဆိုရင်ကောင်းတဲ့စိတ်နေစိတ်ထားဖြစ်အောင်ပွားများနေတာအ ਨੇ ဆုံးတော့ဘာစိတ်လဲဆိုရင်စိတ်တည်ငြိမ်ဖို့တည်တည်ငြိမ်ငြိမ်နေတတ်ဖို့ရန်အတွက်ပွားများနေတာများသောအားဖြင့်ဒီပုထုဇဉ်နေရဲ့စိတ်နေသဘောထားမှာက အာယုန်တွေများရင်စိတ်တွေများတယ်အာယုန်တွေများစိတ်တွေများတယ်ဆိုရင်အဲ့ဒီစိတ်ကြီးရှုပ်ရတယ်ရှုပ်ထွေးတယ်ပေါ့နော်အဲ့ဒီရှုပ်ထွေးတဲ့စိတ်မဖြစ်အောင်လိကျင်တာပဲဒီဝင်နေထွက်နေကြည့်တယ်ဆိုတော့ဝင်နေထွက်နေကြည့်နေတယ်ဆိုရင်ဒီအာယုန်ပေါ်မှာကိုယ်စိတ်ကြီးတစ်စိတ်တည်းထားပြီးတော့ကြည့်နေတယ်လေထားနိုင်တာကြာနေကြာနေအဲ့ဒီစိတ်ကြီးရှင်းနေပဲအာယုန်တွေလည်းပဲမများတော့ဘူး အာယုံမများတဲ့အခါကျတော့စိတ်လည်းပဲမများရတော့ဘူးအာယုံမများစိတ်မများတဲ့အတွက်အဲ့ဒီစိတ်ကြီးမရှုပ်ရဘူးเนาะစိတ်မရှုပ်ဘူးစိတ်မရှုပ်တော့ကြတော့ဘာဖြစ်လဲလဲစိတ်ကိုရှင်းရှင်းလင်းလင်းနေတတ်တဲ့အကျင့်ရအောင်လေ့ကျင့်တာဘာဝနာဆိုတာเนาะကိုယ်စိတ်ကိုရှင်းရှင်းလင်းလင်းနေတတ်တဲ့ရအောင်လေ့ကျင့်လာပြီဆိုရင် စိတ်ရှင်းတယ်ဆိုရင်အဲ့ဒီလူရဲ့အပြောအဆိုတွေလောက်တာကင်နာတွေရလည်းပဲရှင်းရှင်းလင်းလင်းရှိတယ် ရှင်းလင်းတယ်အဲ့တော့ဘဝကလည်းပဲရှင်းတယ်တဲ့ဒါကြောင့်ဆိုကြတယ်လေစိတ်ရှင်းရင်ဘဝရှင်းတယ်ဆိုတာနော်တချို့တွေကြတော့ဘဝတွေရှုပ်ရှုပ်ထွေးထွေးနဲ့အာလုံလာထွေးလန်းနဲ့ဖြစ်နေကြရတယ်ပြဿနာတွေနဲ့လုံချလိုက်နေကြရတယ်ဆိုတာအဓိကအခြေခံကဘာလဲဆိုရင်စိတ်မရှင်းလို့စိတ်ရှုပ်လို့ဘဝတွေရှုပ်ထွေးနေကြရတာနော်ဒီတော့ဘာဝနာဆိုတာဘာလုပ်တာလဲဆိုရင်ကိုယ့်ရဲ့စိတ်ကိုရှင်းအောင်လို့ကိုယ့်ရဲ့စိတ်ကိုတီအောင်တီအောင်လို့ စိတ်မှာပွားများတာလေ့ကျင့်တာပဲဒါဘာဝနာပဲအဲ့တော့ကြတော့ကိုယ့်ရဲ့နေ့စဉ်ဘဝအချိန်တိုင်းအချိန်တိုင်းကိုဒါနကောင်းမှုနဲ့ဖြစ်ဖြစ်သီလကောင်းမှုနဲ့ဖြစ်ဖြစ်နောက်ဆုံးဘာမှလုပ်စရာမရှိဘူးဆိုရင်ဘာဝနာကောင်းမှုလေးနဲ့ဖြစ်ဖြစ်လေ့ကျင့်ပြီးတော့ကြတော့ဒီနေတဲ့ထိုင်တဲ့လာတဲ့အချိန်ကိုအကျိုးရှိစွာအသုံးချတာလာတယ်ဆိုရင်အဲ့ဒါဒီရောစကာလကတော်ဘူတော်တယ် အချိန်ခါကာလကိုကိုကပြန်ပြီးတော့စားသုံးတာအဲ့အချိန်ခါကာလကိုကိုကပြန်ပြီးတော့ကြတော့အဲ့ဒါလို့စားသုံးတတ်တယ်ဆိုရင်သဗ္ဗုဒ္ဓပစနေပစီတဲ့ဘတ်တော်ဝါဒီကို ပူအောင်လုပ်နေတဲ့ဘာတော့သူအချိန်ခါကာလကို စားသုံးတတ်တဲ့သူအားတဲ့ဘုဒ္ဓပစနေသတ္တဝါတွေကို ပူအောင်လောင်အောင်ပြုလုပ်တတ်တဲ့တဏအဝိဇ္ဇာအမှုရှိတဲ့ကိလေသာတွေကို ပစီပြန်ပြီးတော့ကြာတော့ကြက်အောင်ခန်းအောင်ပြုလို့ပြုလို့နိုင်ပါတယ်တဲ့ဒီတော့ကြာတော့ဆုလို့ခြင်းနာနော်ကိုယ့်ရဲ့နေစဉ်ဘဝကိုကောင်းတဲ့တရားတွေနဲ့တာကောင်းတဲ့ဓာတ်တွေကောင်းတဲ့ကုသိုလ်တရားတွေနဲ့တာအချင်းကိုအသုံးပြုပြီးတော့ကြာတော့ကုံဆုံးတတ်မယ်ဆိုရင်အဲ့ဒီလိုကဘဝမှာအေးချမ်းချမ်းနေရတယ်နောက်ဆုံးဒီဘဝရလာပြီဆိုမှတော့ အိုရခြင်းသဘောဆိုတာလည်းပဲဒါကြုံရမှာပဲเนาะနာရခြင်းသဘောလည်းပဲကြုံရမယ်နောက်ဆုံးတနည်းတေရခြင်းသဘောလည်းပဲကြုံရမယ်ဒါသတ္တဝါတွေမှာစေအိုနာသည်သည်အကြီးဆုံးဆင်းရဲဒုက္ခတွေပဲအဲ့ဒီတော့ကျတော့ဒါဒကမာကြီးတို့ဆိုရင်အခုဒါ60တနည်းပြည့်မွေးနေဆိုတာဘာဖြစ်လာတော့ဆိုရင်အသက်တနည်းကြီးလာတာပဲเนาะ အသက်တနည်းကြီးလာတယ်ဆိုရင်တချို့လူတွေအတွက်တော့ပင်ပန်းစရာပေါ့တချို့တွေအသက်ကြီးလို့စိတ်ညစ်တာမျိုးရှိတယ်နော်ဒီကမာကြီးအဲ့လိုမျိုးဒီဦးဇင်းတို့တပည့်လေးကြီးဆိုရင်ပြောဖို့တယ်အသက်ကတနည်းကြီးလာပြန်ပြီလေဟိုးတလို့တော့ငါတောင်းမှာဒီဦးဇင်းတူမလေးတယောက်ပေါ့လာပြီးတော့ကြာတော့ညင်းနေလို့အဲ့ဒါအသက်၁၈နှစ်ပြည့်လာသူက ဆက်ရှင်နေပြည်ပြီတဲ့ဖြစ်နိုင်မယ်ဆိုရင်ဒီအသက်ကနေမကြီးကျင်တော့ဘူးတဲ့သူကလာပြီးတော့ပြောလို့ဟာလို့အသက်မကြီးကျင်နိုင်မြန်နဲ့နဲ့လွယ်လွယ်လေးလို့သေပြစ်လိုက်လို့အသေးလေးရင်အသက်မကြီးတော့ဘူးလို့ဒီလမ်းပဲရှိတာနော်လို့အသက်မကြီးကျင်တော့ဘာလို့ဆိုကြတော့ဒီတိုင်းအသက်ရှင်နေသေးရတော့ဘာဖြစ်နေမှာတော့ကြီးနေမှာပဲအဲ့ဒါမျိုးဒါဟိုအသက်မကြီးကျင်냐ဘူးဆိုတာ သူကလူငယ်ဘဝရဲ့အပျော်တွေကိုပဲသူတို့ကပျော်စရာလို့ထင်တာ哦ဒါပေမဲ့အပျော်ဆိုတာကငယ်တဲ့ကာလမှာပဲပျော်စရာမှမဟုတ်တာတချို့တွေဆိုရင်ကြည်ကြည်လာနေအသက်ကြည်ကြည်လာနေသူတို့ရဲ့ဘဝကနေရထိုင်ရတာပုံပြီးတော့ကျင့်သက်စရာကောင်းနေလေဟိုဦးဇင်းတို့လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းကဒီ channel လေးတစ်ခုထဲမှာဖတ်ပိုးတယ် channel တစ်ဆောင်ထဲမှာပေါ့နော်အဲ့ဒီတော့ကဒီဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်းဆိုတာရှိတယ် ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်သူ့ရဲ့အသက်82နှစ်ပြည့်မွေးနေ့မှာအဲ့ဒါ82နှစ်ပြည့်မွေးနေ့သူ့တပည့်တွေကလုတ်ပေးတာပေါ့လုတ်ပြီးတော့ကြတော့အဲ့ဒီသူ့တပည့်တွေကသူ့ဒီဆရာမကြီးဆိုတော့ကြတော့နောက်ပြောင်းပြီးတော့မင်းတော့ပါနောက်ပြောင်းပြီးတော့စကြတာပေါ့ဆရာမကြီးအခုအသက်82နှစ်ပြည့်မွေးနေ့တကယ်လို့မြန်ဆက်ရှင်နှစ်သမီးလေးပြန်ပြီးတော့ဖြစ်ရမယ်ဆိုရင်မဖြစ်ချင်ဘူးလားပေါ့ဒါမျိုးကြီးမိတဲ့အခါကျတော့ဖြစ်ချင်မှုတဲ့ဆရာမကြီးကတော့ မဖြစ်ချင်ဘူးတဲ့အာထူးဆန်းတာဘာလို့မဖြစ်ချင်တာတော့ဘောအဲ80နှစ်ကနေပြီးတော့80နှစ်သမီးလေးပြရမှာမဖြစ်ချင်ဘူးဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကြာတယ်အခု80နှစ်အသိဉာဏ်နဲ့ပြန်ပြီးတော့ကြာတော့ကြည်လိုက်တော့တဲ့80နှစ်သမီးတုန်းကအနေထားကဟာသိမရှင်းကြတာပဲပေါ့အလွန်ကိုမရှင်းကြတာအဲ့ဒီတုန်းကအနေထားကိုပြန်ပြီးတော့အခုလိုအခုလိုအချိန်မှာအဲ့လိုတုန်းကဒီလှုပ်ဆောင်ချက်တွေအဲ့ဒီတုန်းကပြောဆိုပြုတ်မှုတဲ့အနေထားတွေ ပြန်ပြီးတော့ကျတော့ဖြစ်ချင်လားစင်ဖြစ်ချင်တော့ဘူးလေပေါ့လို့ဆိုတော့အသက်80နှစ်နဲ့80နှစ်သမီးရဲ့အသိဉာဏ်เนี่ยမတူတော့ဘူးလေအဲ့ဒါမျိုးတကယ်80နှစ်အသိဉာဏ်ရှိရှိနဲ့ကိုယ့်ရဲ့ဘဝနေ့စဉ်ဘဝကိုအသိဉာဏ်ရှိရှိနဲ့နေထိုင်ကျင့်သုံးလာလို့အသက်ကြီးလာတဲ့အခါမှာရင့်ကျက်လာတဲ့စိတ်နေစိတ်ထားတွေရင့်ကျက်လာတဲ့အခါမှာမရင့်ကျက်တဲ့စိတ်နေစိတ်ထားကိုပြန်ပြီးတော့ကြည့်လေရှက်စရာကြီးဒါမျိုးမြင်တာနော် ဒါမျိုးဒီဥစဉ်တို့တည်းကိုဘဝကိုလည်းပဲပြန်ပြီးတော့ကြည့်ပေါ့အသက်ဒါမနစ်6နှစ်အရွယ်မှာတမိုးထားတဲ့အရာတွေဟာ7နှစ်လောက်ရောက်တဲ့အခါကျတော့မကင်ရင်တော့ဘူးเนาะဒါမျိုး7နှစ်လောက်ကနေပြီးတော့15နှစ်လောက်ရောက်လာပြီးဆိုရင်7နှစ်သားတော့ကအရာတွေဟာသိတတ်မှုမရှိတော့ရင့်ကျက်ရင့်ကျက်လာတာလေအဲ့တိုင်မဲ့အသက်20ရောက်လာပြီဆိုတဲ့အခါဒီ73 75တော့ကအနေထားတွေဟာအလွန်မရင့်ကျက်တဲ့အရာတွေ အဲ့တော့ကိုယ့်ရဲ့နေစဉ်ဘဝကိုအကျိုးရှိရှိအသုံးချလာလို့ရင့်ကျက်တဲ့စိတ်နေစိတ်ဓာတ်ရောက်လာပြီဆိုရင်ပြန်ပြီးတော့ကြတော့ငယ်ရတာဟာမရင့်ကျက်တဲ့စိတ်နေစိတ်ဓာတ်ကိုရှက်စရာဒါမျိုးမြင်တာနော်ဟိုဒကမာကြီးတို့လည်းပဲ62နှစ်ဆိုတော့16နှစ်သမီးလေးမြန်ပြန်ဖြစ်ရမယ်ဆိုရင်ဖြစ်ကြပါမလားဒကမာကြီး ဖြစ်ကျင်သလားအဲ့တော့ပြန်ပြီးတော့အာယုံပြုကြည့်ပေါ့ငါ16နှစ်လုံးကအနေထားကဘယ်လိုအနေထားလဲဆိုတာမရင်ကျက်မရင်ကျက်တဲ့အနေထားအပြုမူလေးဆိုတာဖြစ်ခဲ့တာပဲလေအဲ့ဒါမျိုးဒါဥစ္စလို့ဘဝလေးဆိုရင်လည်းပဲပြန်ပြီးတော့ကြည့်လိုက်ပြီးဆိုရင်အော်လို့လုတ်တာကင်တာအတွေ့အကြုံမရှိတဲ့အခါကျတော့လုတ်တာကင်တာမှားတာလေငယ်ငယ်တုန်းကတပုံကြီးကြုံခဲ့တာလေဒါမျိုးတွေဒါမရင်ကျက်လို့အသိဉာဏ်မရှိလို့ပဲ ဲ့တော့ကျတော့ကိုယ့်ရဲ့နေစဉ်ဘဝကအသိဉာဏ်နေကောင်းတဲ့အရာတွေနဲ့ကုံဆုံးလာမယ်အတွေ့အကြုံကောင်းနေအသိဉာဏ်ကောင်းနေနဲ့ကုံဆုံးလာမယ်ဆိုရင်အသက်ကြီးလာကြီးလာလေနေရထိုင်ရတာအရသာရှိနေနော်နေရထိုင်ရတာကိုယ့်ဘဝကကျင့်နေစရာကောင်းနေပဲငယ်စဉ်ဘဝပြန်သွားကြလားစဉ်ဘူးသွားကြတော့ဟိုရုပ်ရည်အနေဒီကျမ်းမာရည်အနေထားတော့ပြန်သွားကြသွားကြမယ်ပေါ့စိတ်နေစိတ်ထားရင့်ကျက်မှုအရာကတော့ပြန်မသွားကြတော့ဘူးနော် အဲ့ဒါဒီဘာဖြစ်မှလဲဆိုရင် ကာလကတော့ဘူတော်တဲ့အချိန်ကာကာလကိုကိုကနေ့စဉ်အကျိုးရှိအောင်စားသုံးသွားမှာအဲ့လိုအကျိုးရှိအောင် စားသုံးသွားရင်ဆိုရင်အိုလာရတာဒီလည်းပဲ သူ့ကိုအိုခြင်းတရားကလည်းပဲဒီပုဂ္ဂိုလ်ကို ပူအောင်ပင်အောင်မလုပ်နိုင်တော့ဘူးတဲ့နာခြင်းတရားကြုံလာရပြီဆိုရင်လည်းပဲအာနာခြင်းတရားကြုံလာရတယ်ဒါခန္ဓာကိုယ်ရဲ့သဘာဝပဲ ဒါနာကြရမှာပဲเนาะဖြာတာနာတာလည်းပဲကြုံကြရမယ်နောက်ဆုံးမသွားနိုင်မလာနိုင်နာခြင်းဆိုတာလည်းပဲကြုံကြရမယ်ဒါသဘာဝပဲအဲ့ဒီသဘာဝတရားလေးအပေါ်မှာတကယ်အသိဉာဏ်ရှိရှိဖြစ်လာတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဘာဖြစ်လာလဲဆိုရင်အာတုရကာယတမေတ္တောစိတ်တံအနာတုတံဘဝိတ္တိတဲ့အာတုရကာယတခန္ဓာကိုယ်မှာနာခြင်းနာခြင်းမစီအောင်တော့စိတ်တံအနာတုတံဘဝိတ္တိစိတ်မှာမနာအောင်ငါနေမယ်ဆိုပြီးတော့ဒီလိုနေတတ်ပါတယ်เนาะ ရုပ်မှနာရင်နာမယ်စိတ်မနာဘူးပေါ့ဒီတိုင်းမဲ့နောက်ဆုံးတစ်နေ့သိချင်းဆိုတာလည်းပဲတတ္တဝါတွေကိုပူအောင်ပန်အောင် လုပ်တတ်တယ်လေကိုကိုကိုလည်းပဲပူအောင်ပန်အောင်လုပ်တတ်တယ်ကိုနဲ့ဆက်ဆက်ပတ်သက်တဲ့လူတွေလည်းပဲပူအောင်ပန်အောင်လုပ်တတ်တယ်ဒီသိချင်းတရားဆိုတာလည်းပဲသို့တော့ကို့မှာဒီခန္ဓာရဲ့အပေါ်မှာအတိဥစည်းနေတဲ့နေ့စဉ်ဘဝကိုအတိညာရှိရှိကျင့်သုံးနေလို့အတိညာရှိရှိဖြည့်ဆည်းနေလို့ရင့်ကျက်လာပြီးဆိုရင်ဒါပူနာတိဆိုတာလောကရဲ့တဘာဝတရားပဲ။ အဲ့ဒီလောကရဲ့သဘာဝတရားကိုအတိညာပါပါနဲ့ရင်ဆိုင်တတ်တဲ့အခါကျတော့တီတီငိမ့်ငိမ့်နဲ့ဒီမပင်မပန်းရင်ဆိုင်တတ်တယ်ဥပမာဖျားယန်းတာတွေဆိုပါတော့ဗျာဖျားယန်းတာတွေဆိုရင်လည်းပဲသူတို့အိုနာသည်ဆိုတာကြုံကြရတာပဲเนาะဒါပေမဲ့ဖျားယန်းတာတွေကျတော့အဲ့ဒီအိုနာသည်သည်သူတို့အတွက်ဘာမှပြဿနာမရှိတော့သူတို့အတွက်ဒီအိုနာသည်သည်ဆင်းရဲဒုက္ခမဟုတ်တော့အိုနာသည်ကိုသူတို့ကဘာနဲ့တုံ့ပြန်လဲဆိုရင် အသိဉာဏ်မြင့်မြင့်နဲ့တုံ့ပြန်တယ်နော်မြတ်စွာဘုရားတရားတော်အရဆိုရင်ကိုယ့်ကိုပူလောင်လုပ်နေတယ်ဆိုတာအသိနည်းလိုပဲအသိနည်းလေအဲ့ဒီပုဂ္ဂိုလ်ဟာပူရနေပဲတဲ့ဒါမျိုးပြီးတော့ကြတော့အသိကိုယ့်ရဲ့နေ့စဉ်ဘဝကို အသိတရားလေးတွေဖြစ်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 လာအောင် အတွေ့အကြုံတွေရအောင်ယူမယ် ဒီထက်ပိုပြီးတော့ကြတော့မသိသေးတာနေသိကျင်စိတ်ကိုနေဖွင့်ထားမယ်အသိပိုပြီးတော့ကြတော့ရှိလာအောင်လုပ်မယ်ဆိုရင်ဒီအသိတရားကမြင့်လာလေဒီခန္ဓာရဲ့အရှိတရားဖြစ်တဲ့အိုနာတိရဲ့နှိမ့်ဆက်မှုတွေလွတ်လေမယ်နော်အိုနာတိနှိမ့်ဆက်မှုတွေမလွတ်သေးဘူးဆိုရင်ကိုယ့်ကိုယ်ကိုသိထားမှာကငါအသိတရားမမြင့်သေးလို့အဲ့တော့ဒီအသိတရားရှိအောင်ဆိုတာဘာလို့ရမလဲဆိုရင်ကိုယ့်ရဲ့နေ့စဉ်ဖြစ်နေတဲ့သဘာဝတရားတွေကိုပြန်ပြန်ပြီးတော့ကြည်တက်ရတယ် ပြန်ပြန်ပြီးတော့ကြည့်ရဲဆိုရင်တတိလေးထားပြီးတော့အကိုရဲ့ခန္ဓာကိုယ်မှာဘလို့ဖြစ်နေလဲကိုယ့်ရဲ့စိတ်နေစိတ်ထားမှာဘလို့လေးဖြစ်နေလဲဆိုတာပြန်ပြီးတော့ကြည့်တဲ့တတိအကောင်းလာတဲ့ဆင်အဲ့ဒီတတိနဲ့အတူအတိပါပါလာတယ်တဲ့အဲ့ဒီအတိပါလာတဲ့ဆင်ဒီခန္ဓာကိုယ်ရဲ့သဘာဝကိုသဘာဝအတိုင်းနားလေသဘောပေါက်လာတဲ့အတိညာရလာပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့ခန္ဓာရဲ့အထက်မှာအတိကဥသိပြီးတော့နေတတ်သွားတယ် အဲ့ဒါဆိုရင်ဒီခန္ဓာအရှိတရားကပူပြမယ်နာပြမယ်သိပြမယ်အတိတရားဥသိနေတဲ့အတိတရားမြင့်နေတဲ့သူကဘာဖြစ်လဲဆိုဘာမှမဖြစ်ဘူးတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်သွားနိုင်တယ်တဲ့ဒါမှမဟုတ်ကြောင့်မိမိတို့တွေကအခုလို62နှစ်ပြည့်မွေးနေ့ကာလကိုအကြောင်းပြုပြီးတော့မိမိတို့ရဲ့ဘဝမှာနေသူနေ့မြတ်အဖြစ်ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့ကြတော့ဖြတ်သန်းတယ်လို့သိထားမှာလား နေ့စဉ်နေ့တိုင်းဟာလည်းပဲမွေးနေပဲเนาะရုပ်နာခန္ဓာတွေနေ့တိုင်းမွေးနေသိနေရတယ်နေ့စဉ်နေ့တိုင်းဟာလည်းပဲမွေးနေနေ့စဉ်နေ့တိုင်းကိုမဟုတ်အချိန်တိုင်းအချိန်တိုင်းဟာကိုယ်ဘဝမှာတသက်မှာတခြင်းသာကြုံရတဲ့အခွင့်အရေးလေးတွေဖြစ်တယ်ဆိုတာနားလည်သဘောပေါက်ပြီးတော့ကြတော့မိမိတို့ရဲ့နေ့စဉ်ဘဝမှာတသက်မှာတခြင်းသာကြုံရတဲ့အခွင့်အရေးလေးတွေမှာ မိမိတို့ရဲ့နေ့စဉ်ကြုံနေရတဲ့ဒီကာဏလေးတွေကိုကုသိုလ်ကောင်းမှုတွေနဲ့ဖြည့်သွင်းနိုင်ကြပြီးတော့ကုသိုလ်ကောင်းမှုတွေနဲ့ကုံဆုံးနိုင်ကြပြီးတော့အသိဉာဏ်နဲ့မြင့်မားကြသဖြင့်ခန္ဓာအရှိဒုက္ခတွေကိုအတိပါပါကုစီရင်ဆိုင်တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းရင်ဆိုင်နိုင်သောပြုတော်ကောင်းများမုတ်ချမတွေဖြစ်ကြပါစေကုန်တည်းသာဓု ဓာတုဓာတုကံရေစက်ချမယ်နော်ရေစက်ချအများလက်ပေးဝင်မယ်ရေစက်ခွက်လေးတွေကိုင်းအလုံးနောက်ကလိုက်စကြမယ်နော်ဣဒံနောဘုံဉ္ဇံဘောဓိညာနတ္တဘောဓိညာနတ္တမစ္